အခုလက်ရှိအခြေအနေမှာသူများတွေထက်နောက်ကျကြံခဲ့ပြီလို့ထင်နေသူတွေလမ်းပြောင်းနေသလိုဖြစ်ပြီးမှန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့လေဘယ်ကစလို့မလုပ်ရမယ်မသိတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအထောက်ကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့ကမိတ်ဆွေမောင်လေးတဦးနဲ့စကားပြောပြတဲ့သူ့နာမည်ကကိုအားကားဆိုပါစို့။သူခံစားနေရတာက သူ့ဘဝကပိတ်မိနေတယ်။နောက်ကျကြံခဲ့တယ်မတိုးတက်ဘူး။ဒါသူ့နေခြင်းတဲ့ဘဝမဟုတ်ဘူး။ ဘယ်ကစလို့ဘာလို့ရမယ်မှန်းလေးမသိဘူးလို့ပြောပါတယ်။ဒီတော့ကျမကသူ့ကိုပြန်မေးကြည့်တယ်။ကိုကကစိတ်ထဲမှာရှိတဲ့ကောင်းမွန်တဲ့တိုးတက်တဲ့ဘဝဆိုတာကဘယ်လိုမျိုးလဲလို့။အဲ့လိုမေးကြည့်တော့ရုတ်တရက်တော့မဖြေတတ်ဘူးပေါ့။ဒီတော့ကျမက okay ဒါဆိုရင်ကိုကကအတွက်ကောင်းမွန်တဲ့တိုးတက်တဲ့နေ့ရက်တစ်ခုကဘယ်လိုနေ့မျိုးလဲလို့။ဒီတော့သူခဏစဉ်းစားပြီးတော့ပြောပြတယ်။ ကျွန်မလည်းသူ့ရဲ့တနေ့တာကိုမြင်သာအောင်စာရွက်လေးတစ်ရွက်နဲ့အချိန်အပိုင်းခြားတွေကိုလိုက်ရေးပြီးနားထောင်ဖြစ်ပါတယ်။သူပြောပြတာကအမတိတဲ့အတိုင်းကျွန်တော်ကကုမ္ပဏီတစ်ခုမှအလုပ်လုပ်တယ်။ရုံးဖယ်ရီကမနေ့၈နာရီဆိုရင်အိမ်သားကလမ်းထိတ်မှလာခေါ်တယ်။ကျွန်တော်အတွက်ကောင်းမွန်တဲ့နေ့တနေ့ဆိုတာကမနေ့ဖိုးဆက်က၆နာရီခွဲအလမ်းမြည်တာနဲ့ထနိုင်နေဆိုရင်ညနာတက်ပြီးအင်ရှိဝရဏာမှာ၅မိနစ်လောက်လေ့ကျင့်ခန်းလုပ်နိုင်တယ်။ ခမင်မှုပြင်ပေးနေတဲ့အမေကိုခဏကုညီဆေးကြောပေးနိုင်နေမနက်စာလဲစားသွားနိုင်နေရေမိုးချိုးပြီးဖယ်ရီမလာခင်အေးအေးဆေးဆေးလမ်းထိပ်ကိုသွားပြီးစောင့်နိုင်နေရုံကညနေ9နာရီအထိအလုံးလို့ရတာမို့ဖယ်ရီကပြန်ပို့လို့အိမ်ရောက်ပြီဆိုရင်6နာရီကျော်6နာရီခွဲလောက်ရှိနေပြီရေမိုးချိုးထမင်းစားတာနဲ့ခဏနားတာနဲ့8နာရီလောက်ရောက်သွားတာပေါ့ကျွန်တော်က8နာရီကနေ9နာရီအထိတနေ့ကို10နာရီဗီဒီယို editing ကို YouTube ကနေလေ့လာခြင်းနဲ့ အဲ့ဒါကိုကျွန်တော်တနာယီလေးလာနိုင်နေဆိုရင်ပြီးတော့9နာရီအထိလေးလာပြီးတော့9နာရီကနေ10နာရီကျွဲ17နာရီအထိကျွန်တော် game ကစားခြင်းကစားတယ် social media ကြည့်ရင်ကြည့်တယ်ပြီးတော့ည17နာရီလောက်မှအိပ်နိုင်နေဆိုရင်အဲ့ဒီနေ့ကလေးကိုကောင်းမွန်တဲ့နေ့လေးတစ်ခုလို့ကျွန်တော်မြင်ပါတယ်လို့ပြောပါတယ်ဒီတော့ကျွန်မကပြန်မေးကြည့်တယ် okay အဲ့ဒါဆိုရင်အဲ့လိုကောင်းမွန်တဲ့နေ့လေးဖြစ်ဖို့ဘာကအနှောက်အယှက်ဖြစ်နေတာလဲလို့ဒီတော့သူကရဲကျဲကျဲနဲ့ပြောပြတာက အဲ့ဒီ6နာရီခွဲမှာမထနိုင်တာတဲ့နှိုးဆက်မြင်ပြန်ပြန်ပိတ်ပြီးတကယ်ထနိုင်တာက9နာရီခွဲလောက်မှထနိုင်နေတယ်အဲ့ဒီတော့မနက်စာလဲမစားနိုင်ရေတောင်မချိုးနိုင်ပေဖယ်ရီမှီအောင်လမ်းထိပ်ကိုကတ်တော့ကမျောသွားရတယ်ဒီတော့ဘာဖြစ်လို့6နာရီခွဲမထနိုင်တာလဲလို့ဆက်မေးတော့ညဘက်ဆိုရင်ဂိမ်းကစားရင်ဆိုရှယ်မီဒီယာကြည့်ရင်အတော်ညံ့နေသွားတာမို့မနက်မထနိုင်တာပါလို့ပြောပါတယ် ဒီတော့ည7:00နာရီမှာအိတ်ဖြစ်အောင်ဖုန်း screen ကိုသတိမထားမိပဲထောက်လျှောက်ဆွဲပုတ်နေတာကိုရပ်နိုင်ဖို့သုံးတဲ့ app ကလေးတွေရှိပါတယ်လို့ကြားဘူးတာ Opel ဆိုတဲ့ app လေးသူကဘယ်အချိန်ကနေဘယ်အချိန်အတွင်းမှာကိုယ့်ဖုန်းကဘယ် app တွေကို block လုပ်ထားပါလို့ပိတ်ထားလို့ရတယ်အဲ့ဒီ app နဲ့ည7:00နာရီကနေမနက်7:00နာရီအထိကိုမသုံးချင်တဲ့ social media တွေ game တွေကိုပိတ်ထားကြည့်ပါလားလို့ကျမအကြံပေးဖြစ်ပါတယ် ဒါမှမဟုတ်ရင်လည်းညာအိတ်မိအချိန်အတွက်ဖုန်းအလံပေးထားပြီးအလံမြည်တာနဲ့ဖုန်းကိုပိတ်ပြီးတော့တန်းအိတ်ဖို့စူးစမ်းကြည့်ပါလားလို့ပြောဖြစ်ပါတယ်။ကိုအာကာကတော့အဲ့ဒီ open app လေးကိုချက်ချင်းရှာကြည့်ပြီး download လုပ်လိုက်ပါတယ်။ပြီးတော့ကျမဘာဆက်မေးဖြစ်လဲဆိုတော့ဒါဆိုရင်ကောင်းမွန်တဲ့ရသရဘတ်တစ်ခုဟာရောဘလိုမျိုးလဲလို့အဲ့ဒါကိုလည်းကျမစာရွက်လေးတစ်ခုယူပြီးတော့သူအသုံးပြတဲ့အချိန်တွေကိုလိုက်ချစ်ပြီးတော့နားထောင်ဖြစ်ပါတယ်။သူပြောပြတာက တနင်္လာကနေတောက်ကြနေ့အထိအလုပ်လုပ်တယ်။မနေ့ကင်းမှာ6နာရီခွဲထနိုင်နေဆိုရင်အဲ့ဒီနေ့အတွက် good start ရှိတယ်။အိမ်ပြန်ရောက်ပြီးတော့6နာရီကနေ7နာရီရတော့နားတာရေချိုးထမင်းစားနဲ့ကုံသွားတယ်။7နာရီကနေ9နာရီမှလေးလာချင်တာတွေကိုလေးလာတယ် self study လုပ်တယ်။တောက်ကြနေဆိုရင်တော့တော်ပါပြောလဲဆိုတော့တငယ်ချင်းနေနေချိန်ပြီးပြင်မှာညစာစားတယ်။ရုံကအပြက်မှာဒီတော့တောက်ကြနေဆိုရင်တော့ self study မလုပ်ဖြစ်ဘူး။ တနင်္ဂနွေဆိုရင်မနက်ပိုင်းမှာအိမ်ရမိသားစုနဲ့အပြင်အဆိုင်တစ်ခုခုမှာမနက်စာသွားစားလေးရှိတယ်။စနေတနင်္ဂနွေမှာတာရေးနာရေးရှိရင်သွားတယ်ဈေးဝယ်တယ်။ပိုတဲ့အချိန်တွေမှာကိုပါကိုလေ့လာတဲ့ self study ကိုနည်းနည်းလုပ်နိုင်နေဆိုရင်အဲ့ဒီရသရပတ်လေးဟာသူ့အတွက်ကောင်းမွန်တဲ့ရသရပတ်လေးပါလို့ပြောပြပါတယ်။ကျမကသူပြောနေတဲ့အချိန်မှာစာရွက်ပေါ်မှာသူအသုံးပြုတဲ့အချိန်တွေကိုလိုက်ချစ်ပြီးတော့နားထောင်နေတာမို့သူကစာရွက်ကိုလှမ်းကြည့်ပြီးတော့ဗာပြောလဲဆိုတော့ ကျွန်တော်တကယ်တော့ဂျင်သွားကြတာတပတ်ကို3ရက်လောက်အိမ်နာဂျင်ကိုလမ်းလျှောက်သွားလို့ရတယ်လို့ပြောပါတယ်ဒါနဲ့သူသွားနိုင်မယ့်ရက်ကိုစဉ်းစားခိုင်းပြီးအင်ကာကြာသာပရီစနေညနေတွေမှာဂျင်သွားမယ်လို့မှတ်လိုက်ပါတယ်ပြီးတော့ဒီလိုရဲသရက်ဘတ်မျိုးဖြစ်အောင်လုပ်နိုင်နေနေနိုင်နေဆိုရင်ကိုဟာကစိတ်ထဲမှာဘလို့နေမလဲလို့မေးကြည့်တော့အဲ့လိုဆိုရင်ကျွန်တော်အတော်ပိုပြောလာမှာပဲအမလို့ပြန်ဖြေပါတယ် အဲ့ဒီတော့အခုရှိနေတဲ့နေရာဆိုပါစို့ A ဆိုတဲ့အမှတ်ကနေပြီးတော့ပို့ပြီးတော့ကောင်းမွန်တဲ့ရသရဘတ်ဖြစ်တဲ့နေရာဆိုပါတော့ B အဲ့နေရာကိုသွားမှာပေါ့နော် A အခုရှိတဲ့နေရာနေပြီးတော့ပို့ပြီးတော့ကောင်းမွန်တဲ့ရသရဘတ်ဖြစ်တဲ့ B ဆိုတဲ့နေရာကိုသွားမှာပေါ့နော်အဲ့နေရာကိုရောက်ရင်ပို့ပျော်လာမယ်လို့ထင်တာ ဒီနေရာမှာဖြတ်ပြီးတော့ပြောချင်တာလူအများစုကကိုသွားမဲ့နေရာကိုရောက်မှပျော်မယ်လို့အထင်မှတ်မှားကြပါတယ်တကယ်တမ်းတော့ပျော်ရွှင်မှုဆိုတာကသွားနေတဲ့ခရီးတစ်လျှောက်မှာပါနောက်တစ်ခုကကိုရည်ရွယ်တဲ့နေရာကိုသွားဖို့ပြောင်းလဲဖို့လုပ်တဲ့အခါမှာအရေးကြီးတာကအခုလက်ရှိအခြေအနေကနေစဖို့ပါတဲ့ပထမဆုံးလက်ရှိအခြေအနေကို လက်ခံလိုက်ဖို့လိုပါတယ် accept လုပ်လိုက်ဖို့လိုပါတယ်ပေါ့နော်အဲ့လိုလက်ခံတဲ့အခါမှာလေကိုကိုကိုအပြစ်တွေမတင်မဲမဝေဖန်မဲ judge မလုပ်ဖ ೇನೆ လက်ခံမှုလိုပါတယ်ဥပမာကိုဟာကအနေနဲ့ပြောကြည့်ရမယ်ဆိုရင်ငါတော်တော်နောက်ကျနေပြီငါအချိန်ကြီးဖြုန်းခဲ့မိတာစသဖြင့်ကိုကိုကိုအပြစ်တွေမတင်မဲငါလည်းနည်းနည်းတော့ပြင်းခဲ့မိတယ်ဒါကိစ္စမရှိပါဘူးဖြစ်တတ်ပါတယ်ငါခုပြောင်းတာပေါ့စသဖြင့်အခုလက်ရှိအခြေအနေကိုလက်ခံလိုက်တယ်ဆိုရင် ပြောင်းလဲဖို့ပထမဆုံးအရေးအကြီးဆုံးအဆင့်ကိုလုံလိုက်တာဖြစ်ပါတယ်။နောက်တစ်ခုကကိုသွားချင်တဲ့အဲ့ဒီနေရာကိုရောက်ဖို့အတွက်အကျင့်တစ်ခုကိုပြောင်းလိုက်ရင်တခြားအရာတွေအားလုံးဇက်လိုက်ပြောင်းသွားနိုင်တဲ့အဓိကအကျင့် Keystone Habit ဆိုတာကိုရှာရပါတယ်။ကိုကကအနေနဲ့ပြောကြည့်ရမယ်ဆိုရင်သူပြင်ရမယ့်အဓိကအကျင့်ကမနက်6နာရီခွဲထားဖို့လို့မြင်ပါတယ်။ဒီတော့သူသာဘလို့အချိန်တွေပဲဖြစ်ဖြစ်မနက်6နာရီခွဲရအောင်ထမယ်လို့စူးစမ်းတဲ့အခါမှာ တကယ်လို့ညာဘက်ကအိတ်တာညံ့နေသွားရင်တနေ့ကုန်မကြည့်မလင်နဲ့ပင်ပန်းနေတာကိုတဖြည်းဖြည်းသိလာမယ်။အဲဒီတော့ညဆောဆောအိတ်ဖို့စူးစမ်းလာမယ်။ညဆောဆောအိတ်ဖို့စူးစမ်းတဲ့အခါမှာဖုန်းကြည့်တာကိုရှော့ပြစ်သွားမယ်။စသဖြင့်ပေါ့နော်။ကောင်းတဲ့ဆက်ဝိုင်းကလဲတာပေါ့။ဒီတော့ကွာကအတွက်အဓိကပြင်ရမယ့်အချက်ကဘလို့အချိန်ကြီးပါပဲဖြစ်ဖြစ်မနက်6နာရီခွဲရအောင်ထမယ်ဆိုရဲအကျင့်ကိုစိတ်ရောခန္ဓာကိုယ်ရောအလေးအကျင့်ရသွားအောင်လေ့ကျင့်ဖို့ဖြစ်မယ်လို့သူ့ကိုအကြံပေးဖြစ်ပါတယ်။သူကလည်း ကျွန်တော်စလုပ်မယ်အမလို့ပြောပါတယ်။ကျွန်မသုံးလေးရှိတဲ့အိယာထတဲ့နေလေးကိုလည်းသူ့ကိုမျှဝေဖြစ်ပါတယ်။အလန်းမြည်တဲ့အချိန်မှာဒုံးမြန်နေလေးရဲ့ကိုလှွတ်တင်တဲ့အခါမှာနံပါတ်စင်ရေးသလိုမျိုး5 4 3 2လို့ရေးပြီးတော့ခန္ဓာကိုယ်ဆွဲထားတဲ့နေကိုကျွန်မကတော့သုံးပါတယ်။နောက်တစ်ခုကလူတဦးအတွက်သူ့ဘဝကနေရတာတန်ဖိုးရှိတယ်လို့ခံစားဖို့ဆိုရင်တဲ့သူဖြစ်ချင်တဲ့သူ့ကိုဆွဲဆောင်နေတဲ့အနာဂတ်ရှိရပါတယ်တဲ့ ဒါပေမဲ့အခုလောလောဆယ်မှာဘယ်ကစလို့ဘာလုပ်ရမှန်းမသိတဲ့အခါဥမာငါမှ full time လုပ်ရတဲ့အလုပ်ရယ်ဘေးစရာအိမ်စရိတ်တွေရယ်စသဖြင့်စိတ်ထဲမှာဘယ်ကစမှန်းမသိဖြစ်နေတဲ့အချိန်မျိုးမှာတရက်စီတစ်ပတ်စီလေ့ကျင့်ခန်းကအသုံးဝင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရှေ့ဆယ်နှစ်၅နှစ်တစ်နှစ်ကိုတောင်မှန်းကြည့်ဖို့ခက်ခဲနေတဲ့အချိန်လေးမျိုးမှာရှေ့လာမဲ့တစ်ပတ်ကိုတော့ကောင်းအောင်လုပ်ဖို့ဖြစ်နိုင်နေဆိုတဲ့စိတ်ရှိကြလို့ဖြစ်ပါတယ်။ ီးတော့အိမ်မက်အကြီးတွေဆိုတာကလည်းအချင်းယူအကောင့်ထဲပေါ်ကြရတာဖြစ်ပြီးချက်ချင်းဖြစ်လာဖို့ခက်တာမျိုးကိုဥပမာကိုအကာကကျွန်တော်အိမ်မက်ကအခုအလောက်ကနေထွက်ပြီးအောင်မြင်တဲ့ YouTuber ဖြစ်ချင်တာဆိုရင်ဒါမျိုးကနေချင်းညချင်းဖြစ်လာနိုင်တာမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီပန်းတိုင်းကိုရောက်ဖို့သွားနေတဲ့နေရက်တွေရသရပတ်တွေဖြစ်အောင်လုပ်လို့ရပါတယ်။ အဲ့လိုနဲ့ဆာရွက်ပေါ်မှာသူ့အချင်းတွေကိုခြာရည်ရဲ့လေ့ကျင့်ခန်းကိုလုပ်တဲ့အခါကိုဝါကပို့ပြီးတော့စိတ်တက်ကြွလာပြီးတော့တကယ်တော့ကျွန်တော်ကစားပိုဖက်ဖြစ်ချင်တာလို့ပြောပါတယ်။ဖယ်ရီပေါ်မှာဒါမှမဟုတ်ရုံးမှာထမင်းစားနားတဲ့အချိန်ဒီမှာအတန်းစားအုပ်တွေကိုနားထောင်လို့ရတာနော်လို့သူ့ဘာသူပြောပါတယ်။ဒီနေရာမှာ action steps တွေလှုပ်ဆောင်မှုအစစ်တွေအကြောင်းကိုလည်းပြောပြချင်ပါတယ်။ကျမတို့ရောက်လိုတဲ့နေရာကိုရောက်နိုင်ဖို့ လုံနိုင်တဲ့လှုပ်ဆောင်ချက်တိတိလေးတွေရှိသလိုလှုပ်ဆောင်မှုအကြီးတွေကိုလည်းလုပ်ရပါတယ်။တချို့ဆိုရင်တခါတည်းအကြီးကြီးပြောင်းနိုင်တယ်။ငါမနှက်ဖန်ကနေစပြီးနေ့တိုင်း9နာရီထားမေး That's it ဆိုပြီးတော့ချက်ချင်းပြောင်းနိုင်တယ်။ဒါပေမဲ့တချို့ကြတော့အဲ့လိုချက်ချင်းအကြီးကြီးမပြောင်းနိုင်ပါဘူး။အဲ့ဒါဆိုရင်အဆင့်တိတိလေးတွေကစတာကကိုကိုကိုလုံနိုင်တယ်လို့ယုံကြည်မှုကိုရရှိပါတယ်။ပြီးတော့အဲ့လှုပ်ဆောင်ချက်တိတိလေးတွေ steps တိတိလေးတွေကိုလှုပ်ရင်းလှုပ်ရင်းနဲ့အချိန်ရလာစေပါတယ် ဥပမာကိုအားကားဆိုရင်ည7နာရီနောက်ပိုင်းဆိုရှယ်မီဒီယာဆက်မကြည့်ပြအောင်ဂိမ်းမဂဇာဖြစ်အောင်ဘလော့ကလုပ်ပေးတဲ့ app ကိုချက်ချင်း download လုပ်လိုက်တဲ့အတွက် အော်ငါလုပ်လိုက်ပြီငါကငါစပြီးဂယုစိုက်ပြီးဆိုတဲ့ခံစားမှုကိုရရှိပါတယ်။နောက်ပြီးတော့ဘဝကိုပို့ပြီးတော့တိုးတက်ကောင်းမွန်အောင်ပြောင်းလဲမယ်လို့စဉ်းစားတဲ့သူတို့ကိုအကြံပေးတဲ့အခါသူတို့ရဲ့လက်ရှိအခြေအနေကိုကြည့်ရပါတယ်။ तू ကပုံမှန်ပြန်မြအခြေအနေမှာရှိနေတာလား။ ပုံမှန်ပြန်များအခြေအနေဆိုတာကဘဝကအဆင်ပြေပြေရှိနေရဲ့လို့ပြောလို့ရတဲ့အခြေအနေမျိုးပေါ့နော်ကိုကြံပေးတဲ့လူကအဲ့ဒီပုံမှန်ပြန်များအခြေအနေရဲ့အောက်မှာရှိနေတာလားအပေါ်မှာရှိနေတာလားဆိုတာကိုကြည့်ရပါတယ်ဒီ line ရဲ့အပေါ်ရောက်နေတဲ့လူတွေကအပြောင်းလဲကြီးကြီးတွေ big steps တွေကိုလုပ်နိုင်ကြပါတယ်အဲ့လိုမဟုတ်ဘဲပြမ်းမြလိုင်းရဲ့အောက်မှာရှိနေတဲ့သူတွေဆိုရင်တော့ small step လေးတွေလှုပ်ဆောင်မှုသေးသေးလေးတွေကစလုပ်တယ်ဆိုရင် လုံးဖြစ်တာမှုတဖြည်းဖြည်းအရှိန်ရလာစီပါတယ်။ပုံမှန်ပြန်များအချိန်ကြီးရဲ့အပေါ်မှာရှိနေပြီးသားသူတို့ကိုအကြံပေးရမယ်ဆိုရင်တော့မင်းရဲ့ကောင်းမွန်တဲ့ရသရဘက်ကဘလို့လဲလို့မမေးတော့ဘူးပေါ့။အဲ့ဒီအစားမင်းရဲ့ဘဝကိုဘလို့ပုံဖော်ချင်တာလဲ။မင်းအတွက်အောင်မြင်မှုဆိုတာကဘလို့ဟာလဲ။နောက်၅နှစ်မှမင်းရောက်ချင်တဲ့နေရာဘလို့နေရလဲစသဖြင့်သူ့ကိုပို့ပြီးတော့ကြီးတဲ့အိမ်မက်တွေမက်ဖို့အားပေးမှဖြစ်ပါတယ် ဒါဆိုရင်သူ့ရဲ့စိတ်ထဲမှာသူလှုပ်ရမယ့်အဆင့်တွေကိုပို့ပြီးတော့ရှင်းလင်းစေပါတယ်။ပြမ်းမြမြင်ရဲ့အောက်မှာရှိနေတဲ့လူတွေအားကြတော့ပုံမှန်အားဖြင့်သူတို့မှာယုံကြည်မှုလည်းနည်းနေသေးတာဖြစ်တတ်ပါတယ်။ဒီတော့လှုပ်ဆောင်မှုသေးသေးလေးတွေ steps သေးသေးလေးတွေအားစလို့ရှိရင်လှုပ်ဖြစ်သွားတဲ့အခါတိုင်းပို့ပြီးတော့ယုံကြည်မှုတိုးလာတယ်ပြီးတော့ momentum ရလာတယ်အချိန်ရလာတယ်ဒီအခါမှာသူတို့ကပို့ပြီးတော့ကြီးတဲ့အဆင့်ကြီးတွေကိုလုံနိုင်လာပါတယ်။ဒီတော့ကိုအားကာရဲ့ဥပမာကိုပြန်ပြောကြည့်ရမယ်ဆိုရင် ညာဘက်အေးမဝါတော့မနဲ့မထနိုင်မူဒီမူဒီနဲ့ယုံသွားဂျုံကပြန်ရောက်တော့လေပင်မန်းနေတော့လိလာခြင်းနဲ့အေးဟာတွေကိုမလိလာနိုင်တော့ဘူးအေးရဲမှာပဲအလွယ်လှဲပြီးတော့ဖုန်းကြည့်ရင်းနဲ့ညက်နဲ့သွားနောက်နေ့အေးရထပြီးယုံပြေးတော့အေးအေးရဲမဝါဒီလိုနဲ့စိုးတဲ့ဆက်ဝင်းကလေနေတာကနေပြီးတော့ထွက်နိုင်မှုအတွက်အရေးပါဆုံးအကျင့်ဖြစ်တဲ့စောစောထတဲ့အကျင့်ကိုစပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်အဲ့လိုအရေးပါတဲ့ပထမဆုံးလုပ်ရမယ့်အလုပ်ကို ပထမဒိုမီနိုလို့လည်းခေါ်ကြပါတယ်ပထမရှေ့ဆုံးဒိုမီနိုတစ်ခုကိုတွန်းလိုက်ရင်နောက်ကဒိုမီနိုတွေအကုန်လုံးလဲကျသွားသလိုမျိုးအဲ့အကျင့်တစ်ခုကိုပြောင်းလိုက်တာနဲ့ကြံတဲ့အရာတွေအကုန်လုံးကသူ့နေရာနဲ့သူရောက်သွားတာမျိုးပေါ့နော်အဲ့တော့ဘယ်အဓိကအကျင့်ကိုပြောင်းလိုက်လို့ရှိရင်ကိုကဒီမကောင်းတဲ့ဆက်ဝိုင်းတွေကထွက်နိုင်မလဲဆိုတာကိုရှာကြည့်လို့ရပါတယ်ဒီလိုနဲ့ပဲကိုကိုကိုစပြီးစောင်းလျှောက်လာတဲ့အခါ ငါဟာစောင့်ရှောက်ပြီးဖို့ထိုက်တန်နေသူပါလို့ခံစားလာရပါတယ်။အဲ့လိုနဲ့ပဲဘဝရဲ့တခြားနယ်ပယ်တွေမှာလည်းပြောင်းလဲဖို့ပို့ပြီးတော့စိတ်ပါလာမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကို YouTuber Ali Abdel ရဲ့ My Honest Advice to Someone Who Feels Behind in Life ဆိုတဲ့ဗီဒီယိုလေးကိုမျှဉ်းမ်းပြီးတော့လုပ်ပါတယ်။သူ့ရဲ့မူရင်းဗီဒီယိုကိုကြည့်ချင်တဲ့ဆိုရင်ဒီဗီဒီယိုနာမည်နဲ့ YouTube မှာရှာကြည့်နိုင်ပါတယ်။ ခုဗီဒီယိုလေးကြောင့်မိတ်ဆွေဟာဘဝကိုပြပြဝဝပျော်ပျော်ရွှင်ရွှင်နေသွားနိုင်တဲ့သူတူဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ဘဝကိုပျော်ပျော်ရွှင်ရွှင်ရဲရဲရင့်ရင့်ဖြတ်သန်းသွားနိုင်မှုတန်ဖိုးရှိတဲ့အကြောင်းအရာမျိုးစုံကိုပြောပြဖို့ကြိုးစားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe လုပ်ထားမယ်ဆိုရင်နောက်ဗီဒီယိုတွေမှာကျမတို့ပြန်လည်ဆုံတွေ့နိုင်ပါပြီ။အဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။